အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့စီစဉ်ကနေပြန်လေး video လိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့လာပြည်နေကနေပြီးတော့ဒါကျွန်တော်တို့အားလုံးနဲ့ပြေးပြာကင်းဝါကြပါစီလို့ဒီကျွန်တော်အားလုံးနဲ့ကျွန်တော်တို့ရှိသမျှကျွန်တော်တို့ကတ်ဆိုးတွေကနေပြီးတော့ဒါအမြန်ဆုံးရုပ်ထွက်နိုင်ကြပါစီလို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်ဘောနော်အဲ့တော့ဒါဒီဗီဒီယိုကမနေ့ပြောမှာဆို confession ပေါ့ဗျာ confession မှာပေါ့ဒါကျွန်တော်တို့တော့ဝင်နိုင် ခင်ဗျားတို့ဒါပြောစရာရှိတယ်ဒါကျွန်တော်တို့တကိုင်းနဲ့ပြောမှာပေါ့နော်နောက်ထောင်းအတိုင်းကျွန်တော်အတွက်ကတော့ဒါကျွန်တော်တဖြည်းဖြည်းနဲ့ဟိုကျွန်တော်ဒီဗီဒီယိုတွေလုပ်တဲ့ရည်ရွယ်ချက်ကကျွန်တော်ရှင်းပါတယ်ကျွန်တော်အနေနဲ့ပတ်စံရဖို့လည်းလုပ်တာမဟုတ်ဘူးအမှန်တိုင်းပြောတာအမွင့်လင်းဆုံးပြောကျွန်တော်ဟိုပထမတာလာရဘက်ကဒါကျွန်တော်တို့ကူညီနေတယ်ဆိုရလဲဒီဟာလုံရင်းထဲမှာတာလာရဘက်လမ်းကြောင်းကိုကျွန်တော်ကူညီဖြစ်သွားတယ်ကျွန်တော်အနေနဲ့ဒီဗီဒီယိုတွေကိုစလုပ်ဝါချင်းပထမအောင်ဆုံးရည်ရွယ်ချက်ကကျွန်တော်အနေနဲ့ deep British deep pressure ကနေကျွန်တော်ကိုကျွန်တော်လွတ်မြောက်အောင်ကြိုးစားရပါပဲ ကျွန်တော်ဒီဗီဒီယိုရေးစမြတ်ခင်မှာကျွန်တော်ကလည်းကော်ပါလေးမရှိသေးဘူးကျွန်တော်မှာဘာမှမရှိဘူးကျွန်တော်မိဘနဲ့ကျွန်တော်တွေ့ဖို့အတွက်အရန်ကတ်ခဲနေတဲ့အချိန်ကိုဗစ်ကာလဒါကျွန်တော်တို့ဟိုနိုင်ငံခြားမှာတယောက်တည်းနေရပြီးတော့လုံလီဖြစ်နေတဲ့အချိန်ပါကျွန်တော်အနေနဲ့အရင်ကဒါကျွန်တော်ငါလုတ်ခဲ့တဲ့ဘောလုံးလေးပြန်လုတ်မယ်ဆိုတဲ့အဲဥစားမျိုးကိုကျွန်တော်ပြန်လုတ်ဖြစ်တယ်ပေါ့နော်ဒါပုံမှန်လင်းလင်းပြောတာပါကျွန်တော်ပြန်လုတ်ဖြစ်တယ်ပြန်လုတ်ဖြစ်တယ်ပြီးတော့ကျွန်တော်အဓိကတော့ရှင်းနေပြဟိုကင်မရာရှေ့မှာစကားပြောနေရပါမယ်လေ at least လူလေး15 15ရောက်လောက်ကြည့်တယ်ဆိုလဲ ခြေတက်တယ်ပေါ့ဗျာခုနကလူ၁၀ယောက်၁၅ယောက်နဲ့ငါလည်းစကားပြောနေအဲကျွန်တော်ရဲ့ပထမအောင်လို့ဒါနံပါတ်၁ရွယ်ချက်ကကျွန်တော်ဒီ professional လုပ်ဖို့တဲ့ရွယ်ချက်မဟုတ်ဘူးကျွန်တော်ရဲ့တကူကောင်းရွယ်ချက်နဲ့ကျွန်တော်လုပ်ခဲ့တာဖြစ်တယ်ကြောချင်တာရှင်းရှင်းလေးပါကျွန်တော်ဒီ video ရေးဆက်လုပ်ခဲ့တဲ့ရွယ်ချက်ကကျွန်တော်အနေနဲ့ဒါကျွန်တော်ခင်ဗျားနဲ့စကားပြောခြင်းနဲ့ ကျွန်တော်ရဲ့ဒါကျွန်တော်ပုံနေတဲ့အချိန်မျိုးကျွန်တော်ကုံဆုံးခြင်းနဲ့ပြီးအဲတော့ကကျွန်တော်နေကျွန်တော်လုပ်ခဲ့တဲ့အလုပ်အဲတော့ကကျွန်တော်လုပ်နေတဲ့အလုပ်ကတစ်ခုပဲရှိသေးတယ်ပြီးတော့အိမ်မှာလုပ်ရတဲ့ကြောင့်ကျွန်တော်နေတော်တော်လေးကိုဒါတကားပိတ်ပြီးတော်တော်လေးလုံးလီးဖြစ်တယ်ပေါ့အဲတော့မှတ်မှန်ရင်ဘယ်လောက်တိအောင်ချင်းနေဆိုတော့ဆောက်ဆိုင်မှာဒါပေးမစားရတဲ့ဒီကိုကျွန်တော်နေလုံးလီးဖြစ်ခဲ့တဲ့ဒီကိုသွားတယ်အဲတော့ခမောင်းနဲ့ကျွန်တော်စကားပြောဖို့အတွက်ကျွန်တော်ဒါလုံးဝဒီ channel တွေကိုကျွန်တော်စပြီးဖွင့်ခဲ့ရဲဆိုလို့မမအောင်အဲတော့ပြတော့ဖြည်းဖြည်းနဲ့ကျွန်တော်ဒါကျွန်တော်လုတ်ချင်တဲ့လမ်းကြောင်းလေးကိုကျွန်တော်ပေါ်လာခဲ့တယ်ပထမတော့ခုနကဘယ်လိုပဲမထင်မှတ်ပင်ဒီကနေပြတော့ monetization ပေါ့နော်ဝင်ငွေတွေကိုဝင်ရခဲ့တဲ့အနေအထားမှရှိတယ် အဝင်ငွေတွေဝင်ကျွန်တော်ပြောတယ်ဘာလို့ခုနကပေါ့ငါလုပ်တဲ့အလုပ်ကိုမှလူတွေကြည့်လို့ဒီကနေ့ငါပတ်စံပြင်ရတယ်ဆိုတဲ့ဝင်ငွေနဲ့အရန်ပြော်ခဲ့တယ်မှာပါတယ်ပြီးလဲပြောတာကျွန်တော်တက်လာရအချိန်မြင့်တက်လာတဲ့အချိန်မှာโอเคငါလည်းတနိုင်ရဘက်ကတောင်းကိုကိုမန်နယ်ဆိုတဲ့ယူရဲချက်နဲ့ကိုကိုမန်နယ်လို့ထင်တဲ့လမ်းစဉ်ဖြစ်တဲ့ကြောင့်ကိုအနေနဲ့တိုက်နိုင်တဲ့ဘက်ကကျွန်တော်လူတဲ့ဒန်နယ်ဆိုင်ကျွန်တော်လုပ်လာခဲ့တယ်ပထမတော့ခုနကကျွန်တော်ခဏခဏခဏပြောသူပဲကျွန်တော်90ခိုင်ရောယူမယ်90ခိုင်လုံးလှုပ်မယ်ဒါလိုမျိုးတော့အဲ့တော့ တော့ကျွန်တော်ခုနောက်ကျွန်တော်လှူတဲ့နေရာမှာကျွန်တော်ဟာတဏီယာတဲကိုဒါကျွန်တော်တို့ရတဲ့ပတ်စံတွေအကုန်လုံးဝုန်းကနေတိုင်ကနေလှူတာတဲ့စာရယ်ကျွန်တော်ဒါတဏီယာတဏီယာကြီးစီကျွန်တော်မှနှစ်သိန်း၃သိန်း၃သိန်းကမှ၃သိန်းတွေရရင်၁၀ဘွဲ့ကို၃သိန်းလှူတယ်တခါကျရင်မဟုတ်၅ဘွဲ့ကို၅သိန်း၆သိန်း၆ဘွဲ့လှူရလို့ရတယ်ဒီလိုဝန်းပုံစံကျွန်တော်သွားလေးရှိတယ်ဘုနာကျွန်တော်ကျွန်တော်ရဲ့သွားအဲ့တော့ တဖြည်းဖြည်းနဲ့ကျွန်တော်လှူတဲ့အဖွဲ့လေးတွေကနည်းနည်းများလာတဲ့ချိန်မှာဒါ50 50မဖြစ်တော့ဘူးဒါခုနကပဲရှိရောက်စားပဲငါလှူလိုက်တော့မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်သွားတယ်အဓိကခုနကပဲအဲ့တော့ကျွန်တော်ပတ်ဆိုင်လေးအများကြီးရတဲ့ချိန်ပေါ့နော် Facebook ကလည်း monetization တွေ video တွေကိုဒါကျွန်တော်တို့တေချာငွေတွေစီစစ်ပြီးပေးတဲ့အချိန်ဒါကျွန်တော် YouTube ကတော့အဲ့လောက်မရပါဘူးဒါကျွန်တော် YouTube ကမြောင်းရတော့ဒေါ်လာ100 150အဲ့လောက်ပဲရတဲ့ချိန်ပေါ့နော်အဲ့တော့ ဒီဘက်ကတော့ကျွန်တော် Facebook ကနေပြီးတော့ပတ်စံနေအများကြီးရတယ်ဆင်မှာအများကြီးလူပြခဲ့တယ်ပြီးလည်းပြောတာကျွန်တော် Facebook ကနေပြီးတော့တုံးဝနိုင်ပေါ့ငွေပေးတာတွေနည်းလာတယ်ပြီးတော့ဒါမှမဘာမှမဆိုင်မဲ့တာကျွန်တော် page ကหนีသွားတယ်ဘာမှလုံးလို့မရချင် Okay အဲဆိုတော့ Facebook ကနားမယ်ပေါ့နော်မထူးကိုလုတ်တဲ့ effort နဲ့ဘာမှမထူးအဲခုနကပေါ့ပေးရတဲ့ effort နဲ့ပြီးတော့ဒီလာပိုင်းအတွင်းမှာကျွန်တော်ဒါ personal အနေနဲ့ပတ်သက်ကျွန်တော်ခရီးသွားတယ်ဘာညာလောက်ပဲခင်ဗျာကျွန်တော်ရဲ့ personal life မှာကျွန်တော်တို့ကတော့ကျွန်တော်အလုပ်တွေများလာကျွန်တော်ဒါထင်မှတ်ထားတဲ့အလုပ်တွေကတော်တော်လေးကိုအဆင်ပြေလာခဲ့ပြီးတော့ကျွန်တော်တို့အလုပ်တွေကတော်တော်လေး occupy ဖြစ်လာခဲ့တယ်ပေါ့နော်အဲ့တော့ ဒါကနဘုသူပဲလက်ရှိဒါမနေ့ကဒါကျွန်တော်ကျွန်တော်ဒါ page တစ်ခုပါဗောနော်ဒါလည်းကျွန်တော် page တစ်ခုကနေရေးသားထားခဲ့ပြီးကျွန်တော် green flag ဆိုပြီးခေါ်ခဲ့တယ်ဗောနော်ဒါကျွန်တော်အများကြီးလေးကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော် green flag မဟုတ်ပါဘူးခုနကဗောကျွန်တော်အချိန်မှာအခုချိန်ထိဒါကျွန်တော်မှာမနာလိုမုံတိစိတ်တွေရှိတုံးမယ်ကျွန်တော်မှာဒါကျွန်တော်တို့အခုအမုံတိတွေရှိတုံးမယ်ပွားစိတ်တွေရှိတုံးမယ်ကိုယ်အသင်းနဲ့တွေ့လာရင်တွေ့တဲ့ကောင်းတိုင်းကိုကျွန်တော်ဆဲခြင်းတယ်ဒါအခုချိန်ထိသွားတော့မယ်အဲဒါကြောင့်မလို့အခုချိန်ထိကျွန်တော်ကျွန်တော် let watch long တပါးကြီးမလုပ်နိုင်နဲ့ဆိုတော့အရာအဲဒါကြောင့်မလဲအခုချိန်တစ်ခုခုတွေ့ပြီးဆိုရင်ဒါကျွန်တော်အနေနဲ့ဒါအတိဆယ်ဒါပေမဲ့ မိနစ်60အဲ့ဒီဘောလုံးကိုကျွန်တော်ခင်ဗျားတို့အပွင့်လင်းတော့ကျွန်တော်ဒီဗီဒီယိုရိုက်ပြီးဒါမှမဟုတ်မိနစ်60နောက်ပိုင်းမှာကျွန်တော်ဖုန်းသုံးမိတာသတင်းပါညာရှာတဲ့အချိန်ကလွယ်ကျွန်တော်ဘွားမှာဝမ်းနေစရာကောင်းလာတဲ့အချိန်အသက်လည်းကြီးလာလို့လည်းဖြစ်မှာပေါ့နော်ဒါမှမဟုတ်ခုနပြောဆိုပဲတခြားသောအလုပ်တွေကလည်းကျွန်တော်ဘွားမှာ occupy ဖြစ်ဒါကြီးကခုနပို့ဆိုးတာကကျွန်တော်ခင်ဗျားတို့ပြောပြောနေတဲ့အရာတစ်ခုဟာဟိုပထမတော့ဒါစကားတစ်ခုအနေနဲ့ပြောပြောနေတာဖြစ်မှာဒါဟာဝမ်းနေစွာနဲ့ဘွားမှာ occupy ဖြစ်လာရတာဒါဟာကျွန်တော် professional မဟုတ်ဘူးဒါဟာကျွန်တော်ရဲ့ hobby hobby တွေကတစ်ချိန်ကျရင် professional ဆိုတဲ့အရာက hobby တွေကိုလွှမ်းမိုးသွားတယ်ဆိုတဲ့ပုံစံအခုလက်ရှိကျွန်တော်တနည်းခမောက်တတိထားလို့ပါပါကျွန်တော်မနက်ပိုင်း၃ပုဂ္ဂိုလ်ကျွန်တော်ဒါ osmo နဲ့ရိုက်ဖြစ်တယ်နောက်နေ့လည်းပိုင်း၂ပုဂ္ဂိုလ်ကျွန်တော်ဒီလိုမျိုးအဖုန်းနဲ့ရိုက်ဖြစ်အရင်တော့၆ပုဂ္ဂိုလ်ဒါဘလောက်ပဲနေမကောင်းကောင်းဘာပဲဖြစ်ကျွန်တော်တင်နိုင်ခဲ့အခုလက်ရှိမှာကျွန်တော်တစ်ခါကျရင်၄ပုဂ္ဂိုလ်တင်နိုင်တယ်တစ်ခါကျရင်လက်ရှိမှာ၅ပုဂ္ဂိုလ်တင်နေဆိုတာ၅ပုဂ္ဂိုလ်တင်မှုရခိုင်လို့များပြီးကျွန်တော်ညနေကျရင်ကဦးနာအလုပ်ကအတီးနေတူတာတင်တာပတ်စားမယ်မိုးမယ်လေးလေးရှိတယ်အဲ့တော့ အလုပ်တရားခုနကပေါ့ကျွန်တော်အရင်ကဒါနှလုံးသုံးလုံးထိကျွန်တော်လုပ်နိုင်မယ်အခုလက်ရှိမှာဒါ၄၅လုံးဖြစ်လာတဲ့အချိန်မှာကျွန်တော်အနေနဲ့ဘောလုံးဟာဘွားရဲ့အစိတ်တစ်ပိုင်းဟိုတစ်ခုဘွားတစ်ခုလုံးကလွဲပြီးတော့ဘွားတော်ခုလုံးကမဟုတ်တော့ပြီမဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာခဲ့တဲ့အနေအထားမှရှိလာတယ်အဲ့တော့ခုနကပေါ့သူပဲဝမ်းနေစွာနေခုနကပေါ့တစ်ချိန်တစ်ခါမှာတော့ဒါကျွန်တော် maybe ပေါ့နော်ကျွန်တော်အလုပ်ကတဖြည်းဖြည်းပုံများလာတဲ့အချိန်မှာတော့ ဒီ channel ကဘယ်လိုဖြစ်မလဲကျွန်တော်အနေနဲ့အဆိုးမရဘူးလို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကကျွန်တော် channel ကိုနောက်ပြောဆိုပဲကျွန်တော်ဘာဖြစ်မှမသိဘူးအဲ့တော့ကျွန်တော်ကဘယ် channel ဘာလို့စီမမရောက်စားပါဘူးကျွန်တော်ပတ်စံလူနေကောင်တော့မဟုတ်ဘူးဒါပုံမလင်းတော့တာအဲ့ဒီ channel ကြီးလုပ်တယ်ဆိုလဲပတ်စံလူလူလုပ်ဖြစ်တယ်ဆိုရဲခမည်းတော်ကိုစကားပြောခြင်းတော့ကျွန်တော်ရဲ့တကူကြီးတကာရကျွန်တော်အရင် lonely ဖြစ်ပြီး depression ဖြစ်တဲ့အချိန်မှာခမည်းတော်ကိုဒါကျွန်တော်အသုံးချလို့ဖြစ်သွားရင်တော့ sorry ပေါ့ဗျာဟုတ်လားပေါ့ခမည်းတော်နဲ့ကျွန်တော်စကားကြီးပြောခြင်းနဲ့ခမည်းတော်အောက်မှာ comment တွေမှာဒါကျွန်တော်နဲ့တူကြကျွန်တော်ရန်ပြန်တွေ့ထားတာကျွန်တော်ဒါကောင်းအောင်ပြောထားတယ်ရောကျွန်တော်ဆဲရဆူထားတယ်အားမလို့အားမရတယ်ပေါ့အဲ့ဒါကြီးကကျွန်တော်တွေ့တာ at least ကျွန်တော်ရဲ့ depression တွေကယုံထွက်သွားစေခြင်းနဲ့ moment တွေဖြစ်သွားခဲ့တယ် အဲ့တော့ပြောချင်တာတော့ရှင်းရှင်းလေးပဲပြီးတော့ဒီခုနကပြောလို့လည်းရှိမှာကျွန်တော်ဝင်နေမနေ့ကပြောဆို green flag ကျွန်တော် green flag မဟုတ်ဘူးဗျဘာလို့အခုချိန်မှာကျွန်တော်ခံယူထားတဲ့အချက်ကဘာလို့အကုန်လုံးပူလောင်နေတယ်အခုဒီမှာစာဝတ်နေရေးအတွက်ပူလောင်နေမိသားစုအတွက်ပူလောင်နေနိုင်ငံခြားရောက်လို့ဒါ education အတွက်ပူလောင်နေရတဲ့လူရှိတယ်ကျွန်တော်ရဲ့ view ရဲ့ဒါ maybe 80 to 85%က20နဲ့20အသက်20က40လူတွေများတယ်။အဲ့ဒီလူတွေကမှခုလေးရှိမှအလောက်ကြောင့်တနေ့တနေ့စိတ်ညစ်နေရတဲ့လူတွေဒီနေ့ပတ်စံဒီဒီပတ်ပတ်စံကိုငါတို့အကျွေးဆက်ပြီးတော့ဘယ်လောက်လေးများကြံရမလဲခမရတာသူများမပြောနဲ့ကိုယ်ရင်တောင်စဉ်းစားရည်ကမှခုလေးရှိမှငါတို့မှလက်ရှိမှအိမ်စိတ်ကိုငါပြောကျွန်တော်ကကံကောင်းတယ်ဆိုတော့ကျွန်တော်မှဒါအယံမိခွဲလို့ပြောကျွန်တော်အနေနဲ့ဟိုကျွန်တော်ကွဲလက်အသုံးနည်းတဲ့လူကျွန်တော်ဒါမတော့မစားတာအလောင်းစားလည်းမလုပ်တတ်တဲ့လူမလို့ကျွန်တော်ကငွေကြံတယ်ပေါ့နော်ငွေကြံတယ်ကျွန်တော်တကအဲ့ဒါသိပူစရာမရှိဘူးကျွန်တော်လည်းစဉ်းစားရတာပဲအဲ့တော့ ခမကူချိန်မှာခုနကနိုင်ငံကြီးကမကောင်းပတ်စံရှာခတ်ညဘက်တွေအပြင်သွားပြီးပတ်စံအရင်တော့ပတ်စံရှာခတ်တဲ့အချိန်မှာညဘက်တွေဆိုကျွန်တော်ဒါအိုဗာတိုင်းဆဲပါညာမလုပ်လို့မရတဲ့အချိန်မှာပတ်စံရှာရခဲ့ကျွန်မကျွန်တော်လက်ရှိမှာဟာငါခမကူတင်ဆောက်ပိုးတင်ခမကူတင်ဆောက်ယူတင်ဘာညာပြောတဲ့ဥစားကြီးခမကူကျွန်တော်မလုပ်မှာလဲဘောလုံးပွဲအခုချိန်မှာကျွန်တော်ပြုတ်နေပြောကျွန်တော်ဆိုဘောလုံးပွဲကိုကြည့်ရဆိုကျွန်တော်စစ်ချမ်းသာလို့ကြည့်ရတဲ့ moment ကျွန်တော်ကျွန်တော်ရဲ့စိတ်ပျော်ရွှင်မှုတော့ကျွန်တော်ကျွန်တော်ရဲ့ entertainment တော့ကျွန်တော်ကြည့်တဲ့ moment မှာအနေပြီးတော့ စိတ်ဒုက္ခကိုအောင်ကျွန်တော်ငွေတဲ့ကိုဘောလုံးသင်းကကိုစိတ်ခုကပေးတာဒီဘောလုံးသင်းကြောင်းပြောတဲ့ဘဲကကိုယ်နဲ့ငါလုံးမအသင်ထပ်ပြောနေကျွန်တော်တော့ကတာအဆင်မပြေတော့ဘူးဗျာတိလား maybe entertainment bus ဆိုရင်တော့ဖြေကောင်းဖြေလဲခင်ဗျာခင်ဗျာဝေဖန်ဥပမာဒါကျွန်တော်လက်ရှိမှာဘောလုံးပွဲအကြောင်းပြောခင်ဗျာသူများ ကိုအတင်းလည်းမဟုတ်ဘူးဒီဘဲကနေပြီးတော့ကိုမတင်းမကောင်းချင်ပါငါလုံးဝသာလီစကားပြောနေတယ်ဆိုတော့ဘာဆာတွေးမှာမဟုတ်လားကျွန်တော်အဲ့တိုင်းပဲလေဟုတ်တယ်မလားကျွန်တော်ဆိုတွေးမှာပဲကျွန်တော်လည်းတွေးတာဒါခါကျခုနကခေါရခမလက်ရှိမှာကျွန်တော်ဒါဦး exam ပဲပြောမှာဒီလောက်ထိဆောင်ရဲ fair ဖြစ်ပါဆိုတော့ EN rise ဆိုတဲ့ဘေးတော့ဒါခါကျကိုအတင်းနဲ့ပတ်သက်မကောင်းတာပြောငါလုံးဝသာကြီးဘာတွေပြောနေမှမသိဘူးဆိုပြီးတွေးမိရအဲ့တော့ ျွန်တော်ပြောရရှင်းရှင်းလေးအခုချိန်မှာခင်ဗျားတို့ကျွန်တော်အပူမပေးကြကျွန်တော်ရဲ့ channel ကိုကြည့်ခုနကပေါ့ကျွန်တော်တချို့ကြက်လာဟာဒီပဲဘုံကျွန်တော်ကြိုက်တယ်လို့ခေါ်လေးရကျွန်တော်ဂယုကိုမဆိုင်တာရှင်းရှင်းလေးပေါ့ကျွန်တော်အခုလက်ရှိကျွန်တော်ရည်ရွယ်ချက်ကကျွန်တော်ရဲ့ဗီဒီယိုကနေခင်ဗျားတို့မှလက်ရှိမှာ football and business super league ကနေ education တခုရရဒါမူလေးရရခုနကဗဒါမခုနကပေါ့လေဘောလုံး transfer နဲ့ပတ်သက်တခုခုသိရင်သိဒါပွဲပြီးပွဲပြီးသုံးသပ်ချက်ခင်ဗျားတို့အသင်းနဲ့ပတ်သက်တချို့တွေမကြည့်လိုက်ဒါလေး recap အနေနဲ့သိလိုက်ရဆိုလဲကျွန်တော်ချိန်တတ်တယ်ရှင်းရှင်းလေးအဲ့တော့ ကျွန်တော်တို့ကကျွန်တော်ပြောလို့ပဲကျွန်တော်ဒီ professional မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒါကြီးကိုကျွန်တော်ကျွန်တော်ခင်ဗျားတို့လစ်လက်သွားလို့ကျွန်တော်ဘယ်တော့မှကျွန်တော်နောက်နာမရဘူးဒါဘုမွေလည်းပြောတာအားလည်းမနာဘူးဘာလို့လဲဆိုတော့ကျွန်တော်ကုနယ်နဲ့ခင်ဗျားတို့ guarantee မပေးထားဘူးကျွန်တော်ပြောသေးလားဟာငါကဒီကြောင့်ညာကိုဒီလိုယူထားတဲ့ကြောင့်ငါတို့ကဒီလိုပုံစံမျိုးတွေ့မှာခင်ဗျားတို့ကျွန် guarantee မပေးထားတာမရှိဘူးနောက်ဆုံးပြကျွန်တော်ဒီနေ့ကပြင်းလို့ဒီနေ့ဆိုင် okay ငါဒီ channel ပြလို့တော့မနေ့ကကျွန်တော်ပျောက်သွားလဲဘာမှမဖြစ်ဘူး okay ခင်ဗျားအနေနဲ့ဟာဒီကိုဒီပျောက်သွားတယ်နှစ်ရက်လေးရက်လောက်ပဲပြီကျွန်တော်နေရာအစားထိုးရလို့လည်းချက်ချင်းပေါ်လာမှာပဲဒါပဲရှိတာကျွန်တော်ပြောအဲ့တော့ခုနကပြောဆိုကျွန်တော်အခုလက်ရှိမှာလုပ်နေတာတည်းရရှင်းရှင်းလေး ကျွန်တော်နေနေလူအဲ့တော့လက်ရှိမှာတဖြည်းဖြည်းနဲ့ YouTube ကလည်းခုနကပြောလာအောင်960လောက်ရတယ်ဒါပုံမှန်လေးအာမလာနဲ့ပြောတာဒါအဲ960ခုလက်ရှိမြန်မာငွေနဲ့တွက်မယ်ဆိုရင်သိန်း20 25သိန်းရတယ်25သိန်းဆိုခုနကပြောသူပဲဒါအဖွဲ5ဖွဲ4ဖွဲ5ဖွဲ6ဖွဲလောက် easy ထမင်းမမှန်ကျွေးလို့ရတယ်ဒီမှာအဲ့တော့ကျွန်တော်လက်ရှိမှာဆက်လုပ်ဖြစ်နေတယ်အဲ့တော့ဒါခုနကပြောသူလက်ရှိမှာကျွန်တော်လုပ်လို့ရတော်တော်လေးပြန်ပြီးကောင်းလာပြီတော့ကျွန်တော်နေနေ YouTube ကခုနကပြောကိုယ့်အတွက်ကအရင်ကြီးတိုင်း consuming ဖြစ်လာမယ်ဆိုတဲ့ movement တွေရောက်လာတယ်ကျွန်တော်နေနေ YouTube ကိုကျွန်တော်ရဲ့တာမန်အလုပ်နဲ့ပဲအစားထိုးပြီးကျွန်တော်ရတဲ့အလုပ်ကနေပြီးတော့ပေး25သိန်းလောက်ပေးလို့ရရင်ကျွန်တော်ပေးချလိုက်တော့မယ်ဘာလို့ဆို အမှန်တမ်းပြောမှဆိုဟို data ရှာရတယ်သွားရတယ်ပေါ့နော်အဲ့တော့ခုနကပြောတယ်ဘယ်တခါကျရင်ဟို do offense ပေါ့ industry ရတယ်နည်းနည်းလေးအစ်အကိုမဟုတ်ကြီးတော့ တည်ရတယ်မဲ့ဘာမှမဟုတ်ပဲရာရန်ဒီဖြစ်လာကြတယ်ဒါခုနပေါ်အစဲတောင်းပြီးနာမည်ကြီးဖို့အတွက်ကြိုးစားရတဲ့လူတွေလည်းအများကြီးရှိတာ I don't mind မှာသူတို့ကသူတို့သူတို့လုပ်တယ်ခုနပေါ်လက်ရှိမှာတော့ကျွန်တော်အစဲတောင်းပြီးဒါနာမည်ကြီးအောင်လုပ်တယ်အဲ့နာမည်ကြီးအောင်လုပ်ပြီးရင်ဒါကျွန်တော်လက်ရှိမှာဘောလုံးအလောင်းစားကြညာယူရတောင်းအလောင်းစားကြွယ်ယူပြီးဒါအောင်ပြန်တက်အောင်ကြိုးစားရတယ်ရှိသမျှမြန်မာနိုင်ငံက celebrity လက်ရှိမှာအရောက်တရာမှာ68ယောက်လောက်ကဒါဘောလုံးနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့ဟိုလုပ်ကြပြီးအခုခုနကအခုခုနကဘောလုံးနဲ့ပတ်သက်ပြီး industry ကအခု world cup မှာပဲဒါပေမဲ့ခုနပေါ်လက်ရှိမှာ industry ကအရင်တော့ကတော့ခုနကပြောလို့ပြောဖို့တော့မကောင်းတော့ဘူးပေါ့နော်အဲ့တော့ ကျွန်တော်ကမနက်ပြောကျွန်တော်လက်ရှိမှာဟိုကိုဘွားရဲ့ဒါကျွန်တော်ဘောလုံးကတော့ကျွန်တော်တော်တန်ဟော့စပါတင်ကကျွန်တော်ဘွားရဲ့အစိပ်ပိုင်းတစ်ခုနေတာတော်တော်လုံးရှိနေပါဘာကျွန်တော်အရန်ချက်တယ်ဒါပေမဲ့ဘောလုံးဒီ channel တွေပါညာတော့ဘယ်ချိန်ထိရှိနေမှာကျွန်တော်လည်းမသိဘူးပေါ့နော်ဒါပုံမှန်လေးပေါ့ကျွန်တော်ဒါတချို့တွေ compliment လုပ်တဲ့တွေအများကြီးချုံမနေ့ကကျွန်တော် green fan ကျွန်တော်ကိုကျွန်တော်ဘာလို့ကျွန်တော်တချိန်တော့လှုပ်ရှားခဲ့ပြီကျွန်တော်အတိုင်းခုနပေါ့ဆိုပဲကျွန်ညာတစ်ခုကိုမြန်မာငွေ9သိန်းနဲ့ကျွန်တော်ဒါကွန်ညာတလောက်ကိုကျွန်ညာအခု 15ခု16ခုရခဲ့တဲ့ moment တွေရှိတယ်ကျွန်တော်မရဘူးပေါ့နော်ဒါပုံမှန်ကျွန်တော်တို့လာစားပဲရတာပေါ့နော်အဲကျွန်တော်တတိရခဲ့တဲ့ moment တွေရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်အသေးလုတ်ခဲ့ပြီးဟာအစဲတောင်းပြီး engagement တောင်းလို့အာခင်ဗျာကျွန်တော်သိတာပေါ့လမ်းစဉ်ကိုကိုယ်လုတ်ခဲ့တာဘောတမလားခုနကပေါ့ပဲအခုချိန်မှမလုတ်ချင်ဘောတော့အခုချိန်မှပူလောင်နေဗျာအကုန်လုံးကခုနကပေါ့တတိတတိတော့တနေ့စားမယ်လူဟာကျွန်တော်ရဲ့ channel ကြီးကြည့်ပြီးဟာလုံးမသာလီစကားပြောနေတယ်ဆိုရယ်ပောက်ကွဲမှုတွေကဘာလုတ်ဖို့မနေ့ပြန်ညာရင်ဘောဆန်ဘလူရှာမယ်လူဟာကိုယ့်ဘောလုံးသင်းနေပါထပ်ပြီးတော့ပူလောင်နေမယ်ဆိုခင်ဗျာဘာလုတ်တော့မှာလို့ကျွန်တော်ပြောတာသိလား ဘာလို့မှလဲကျွန်တော်ပြောတာသူများတဲ့ကိုကိုလက်ရှိမှာကိုသိန်းတွေကကိုပူလောင်ရတာသူများတဲ့တွေကပူလောင်ပြရတာကိုလက်ရှိချွတ်ကဟာသူများတဲ့တွေကခင်ဗျကျွန်တော်ခုနကကိုအခုလက်ရှိမှာကိုတင်းကကိုကကိုဒုက္ခရအချင်းကြီးဖြစ်တာသူများအတင်းတော့ကျွန်တော်လိုက်ပြီးမပူလောင်ပြီးလက်ရှိမှာမင်းကမြို့ကပိုင်မအားစနဲ့အားစနဲ့ဘာဖြစ်ဖြစ်သူ့အကြောင်းအခုလက်ရှိမှာကိုတင်းကဒုက္ခရသည်ဖြစ်နေကိုတင်းကိုပူတယ်ရှင်းရှင်းလေးပဲခင်ဗျာသူများမက်ချီမကိုညောတော့သူများမက်ချီမကိုမက်ချီကိုကြည့်တယ်ယူရိုပါလိဝင်လာတာဗျယူရိုပါလိဝင်လာနေလည်းမတူချန်ပီယံရှစ်ဝင်လာပုံစံဖြစ်နေတယ် ဲ့ဒါကျွန်တော်ရဲ့လက်ရှိအဲ့ခမရအပွင့်လေးဆုံးခံယူချက်ပဲအဲ့တော့ကျွန်တော်ခုလက်ရှိမှာဘောလုံးတင်းပြောရပါသူများတင်ရတာကောင်းရင်ကောင်းတာပြောတယ်ချန်ပီယံချင်းစွန်းချန်ပီယံဆိုဒါပဲအဲ့ဒီအဲ့မှာကျွန်တော်လီးပဲကျွန်တော်တင်းနဲ့ပတ်သက်ရင်ကျွန်တော်ပြီးကိုတင်းနဲ့ပတ်သက်ပြီးဆက်ရင်မကြိုက်ဘူးကျွန်တော်ဘလော့တယ်ရှင်းတယ်ခမရဒါကတော့ဒါမိုင်းကုန်ပဲအဲ့တော့ခုနကလက်ရှိမှာဝန်နေစရာဖြစ်လာကျွန်တော်ဘောတော့ဝန်နေစရာဖြစ်လာဘောလုံးကတော့ကျွန်တော်တို့တပြေးပြေးနဲ့ဟိုည7:00နာရီအိတ်ချင်လာတယ်ဘောလုံးကိုဘောလုံးလို့ပဲကျွန်တော်အနေနဲ့စပြီးတော့မြင်လာပြီး ဘောလုံးဟာဘွားရဲ့ဒစိတပိုင်းတစ်ခုပဲလာဖြစ်လာခဲ့တယ်ပေါ့နော်တော်တန်ဟော့စပါကကျွန်တော်ရဲ့ဘွားရဲ့တသက်လုံးဖြစ်မှာပါခုနကပေါ့ကျွန်တော်ဒီဗီဒီယိုရိုက်ဒီဖြစ်ဒီမရိုက်ဒီဖြစ်ကျွန်တော်တို့စပါကိုဒါ channel တစ်နေ့တစ်ခါတော့သွားမှာပါပဲဒါပေမဲ့ခုနကပေါ့ဆိုပဲဒါမယ်ဒီလိုမျိုးဘောလုံး channel ကတော့မသိပါဘူးအဲ့တော့လက်ရှိမှာတော့ကျွန်တော်တို့ဒီလောက်ပါပဲအဲ့တော့ဟောရပါဘူးဗျဒါကျွန်တော်တို့လက်ရှိချိန်ပြီးတော့ဒီ channel လောက်တာအဓိကကျွန်တော်ဒါလှူမယ်တမ်းမယ်ဒါကိုကျွန်တော်အဓိကထားပြီးလုပ်တဲ့ဒါပဲအဲ့တော့ တော့အဲ့တော့အခုလက်ရှိမှာကျွန်တော်တို့လူရတန်းတယ်ဆိုတော့ခင်ဗျားတို့ဒါအဆင်ပြေတယ်ဆိုရင်ပေါ့နော်ကျွန်တော်ဒါလက်ရှိမှာတစ်ခုစမ်းကြည့်နေရှိတယ်ကျွန်တော်ဒါကြော်ညာလေးဘာမှလည်းမယူဘူးလက်ရှိမှာ YouTube ကကျွန်တော် feature တစ်ခုစမ်းခိုင်းတာရှိတယ်ပေါ့နော်အဲ့ဒါ YouTube က feature တစ်ခုစမ်းခိုင်းတာကျွန်တော်စမ်းနေတာပါလေကျွန်တော်မှာအဲ့ကျွန်တော်ဘာလဲဟို Lazada တို့ Shopee တို့နဲ့ပေါင်းပြီးကျွန်တော် link လုတ်ခိုင်းတာအဲ့ကျွန်တော် link နေလုတ်တာဘောလုံးကြီးတွေကျွန်တော်အမှတင်ထားတယ်ခင်ဗျားတို့ကြိုက်ရင်လည်းကြည့်ကြအောင်အဲ့ကျွန်တော်ကြည့်ခိုင်းတာကျွန်တော်ခုနကဇီးအောင်တာဇီးအောင်တာတော့မဟုတ်ဘူးကျွန်တော်ခုနက commission 16000ခိုင်းလုံးလားမသိဘူးအဲ့ โอเคดาบ่เนาะคุณน่ะบ่จัญญาบ่ดาทุซะซั้นบ่จัญญาหลุดดาเออดาคุณน่ะบ่ซุเป็น channel บ่ไปติ้งกินจัญญาเลยดาบ่อารมณ์บ่จุดมาเมี้ยๆคลิปไปจ่าบ่เมี้ยๆคลิปมาเมี้ยๆหน้าขึ้นไปได้บ่บ่